ညာဟာတာအားလုံးပဲမင်္ဂလာပါအဒီကဲချန်နယ်ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်သူစစ်တွေတောက်ချောင်းဆင်လာတဲ့ကရင်ဘက်ကအခြေအနေတွေမှာထူးခြားချက်တွေရှိပါတယ်အထူးသဖြင့်တပ်မ9တပ်မ6မှာ KNU ကစစ်ကောင်စီတက်စကန်တွေကိုတော်လေးတင်းလာတာကိုတွေ့ရပါတယ်စကန်တင်းလာတယ်ပြောရမယ်ဆိုရင်2022ခုနှစ်မြန်မာနိုင်ငံမှာဆီယနာတိမ်မီဆလောက်ကဆက်လို့ဒီ KNU တပ်မ ဒီတန်လွင်မြစ်ကံဘေးကစစ်ကောင်စီစခန်းတွေကိုကင်ယူလောက်ကဲကင်ယံမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ကင်ယံမျိုးသားကာကွယ်ရေးတပ် KNDO အပါဝင်ပူးပေါင်းတပ်တွေကစစ်ကောင်စီတပ်စခန်းတွေကိုဆက်လို့တိမ့်ပိုက်ခဲ့ပါတယ်အဲ့ဒီအချိန်ကနေဆက်လို့စစ်ကောင်စီကလေကြောင်းကနေတက်မငါးကိုဘုံကျဲတက်ခိုက်တဲ့မစ်ရှင်တွေဆက်တိုက်ဆွတ်လို့လွတ်ခဲ့ပါရယ်ခင်ရွေးတက်မငါးကကြံတက်မတွေထွက်အင်အားအရှိဆုံးနဲ့တိုက်ရိုက်ခိုက်ရပြေဝဆောင်စစ်သားတွေမွေးထုတ်ပေးရနေရာတစ်ခုဖြစ်ပါတယ် နောက်ပြီးတော့တမငါတော်တော်အထူးတက်ဆုံးနေရာတစ်ခုလည်းဖြစ်သလိုကင်ရွေးဌာနချုပ်ရှိရာတမခုံကိုဝိုင်းပတ်ထားတဲ့တမတစ်ခုလည်းဖြစ်ပါတယ်ဒီလိုကင်ယူတို့အရေးပါတဲ့တမငါနေရာမှာဒီခင်မြန်မာစစ်အစိုးရနဲ့ KNU တို့ဒီအပိခတ်ရက်စီသဘောလူစာချုပ် NCA ထိုးပြီးနောက်ပိုင်းမှာတမငါမှာမြန်မာစစ်အစိုးရဘက်ကတက်စကန်တွေတချို့ရုတ်သိမ်းပေးဖို့တောင်းဆိုခဲ့တာတွေ KNU ဘက်ကရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလိုတောင်းဆိုလိုက်တဲ့အချိန်ကနေစလို့ တမန်လာနေမျိုးကိုမြန်မာစစ်ဆူရရဲ့ဒီတက်စခန်းတွေ30လောက်ထိကိုထပ်တိုးလာတယ်လို့ကင်ညူဘက်ကအရာရှိချက်ပြပြချက်တွေအရသိကြရပါတယ်ပြောမယ်ဆိုရင်ကင်ညူတမန်လာနေမျိုးမှာစစ်ကောင်စီတက်စခန်းကြီးတွေက50အထက်မှာရှိပါတယ်ကင်ညူတမတ်ထားတဲ့တမန်ငါကိုမူဒရော့ခရိုင်ဆိုပြီးတော့မှဖွဲ့စည်းထားပါတယ်စစ်ကောင်စီဘက်ကတော့ဖပွန်ခရိုင်လို့တမတ်ထားပြီးပိုင်တဲ့နေမျိုးတွေကအရင်ကတည်းကကင်ညူနဲ့စစ်ကောင်စီတို့အကြားခွဲဝေအုပ်ချုပ်ကြပါတယ် ဒီနေရာမှာတခုရှိတာကကင်ညိုးရှုတာတဲ့ခရိုင်တွေမှာဆိုရင်စစ်ကောင်စီတပ်စခန်းတွေအများကြီးရှိပါတယ်ဒီတော့ KNU ကမြို့တွေကိုမသိမ်းခင်မှာအင်းဆုံးသူတို့ထိန်းချုပ်ထားတဲ့နေမြေတွေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုအင်းဆုံးဖိရှားပြရမှာဖြစ်ပါတယ်ဒါပေမဲ့အခုတော့အခြေအနေတွေကပြောင်းလဲမှုတွေရှိလာပါတယ်ဒီလို KNU ကဖွဲ့စည်းထားတဲ့တပ်မတော်တိုင်းမှာစစ်ကောင်စီတပ်စခန်းကြီးတွေကအထက်မှာပြောခဲ့သလိုပဲအစခန်းတွေဆိုလို့ရှိရင်90အထက်မှာပဲရှိတတ်ပါတယ် ဒီတက်စကန်ကိုဆရာနာတင်းစကလေးကတင်းလာတဲ့ခင်ယူကအခုထိလဲစကန်ကိုဆက်တိုက်တင်းနေစေပါပဲမြို့တိုင်တိုက်ပေါ်တဲ့ဒီထိုးစစ်မစင်နိုင်တဲ့ခင်ယူကို တချို့တွေကအမလို့အမရရှိကြပေမဲ့စိတ်ကုံတော့ကြတာမျိုးတော့မဟုတ်ကြပါဘူးလက်ရှိမှာခင်ယူတက်မငားမှာတိုက်ပွဲတွေညင်တက်သွားပြီးတက်မ3ညောင်နေမိခရိုင်တက်မ4မိတ်ဒွေခရိုင်တက်မ6ဒူပလယာခရိုင်နဲ့တက်မ9ဖန်ရန်ခရိုင်တွေမှာ တိုက်ပွဲတွေဖြစ်လာတာကိုတွေ့ရပါတယ်လက်တော်တိုက်ပွဲတွေအပြင်းထန်ရှိနေတာကတော့တက်မာ6နဲ့တက်မာ9ဖြစ်ပါတယ်ဒီတိုက်ပွဲတွေကမြို့သိမ်းနိုင်တဲ့အထိစစ်ရေးအရှင်ညစ်လာမလားဆိုတာကတော့ခင်ရဲ့ဖြစ်စ်သဘောတရားကိုဆန်းစစ်ရမှာဖြစ်ပါတယ်အခုဆိုရင်တက်မာ6ဘက်ကစစ်ကောင်စီရဲ့တက်စကန်တွေကိုတစ်ခုပြီးတစ်ခုကင်ယူကတိုင်းလာတာအားလုံးအမြင်ပါပဲခင်ယူရဲ့ဌာနချုပ်ရှိရာဒီတက်မာခွန်ဘက်မှာလည်းစကန်တွေတောက်လျှောက်တိုင်းနေပါတယ်ခင်ယူတက်မာခွန်မှာရှိတဲ့ ဒီစစ်ကောင်စီရဲ့တက်စကမ်းတွေကို KNU က3နှစ်လောက်ထိကိုမတိုက်ခိုက်ပဲနေခဲ့ပေမဲ့လို့လက်ရှိမှာတော့တိုက်ပွဲတွေရှိနေပြီးစစ်ရေးတင်းမာမှုတွေရှိနေတာပါနှစ်ပေါင်း29နှစ်လောက်အကြာမှာဒီစစ်ကောင်စီလောက်မှာတင်းထခံရတဲ့ KNU နဲ့ဒီတိုင်းရင်းသားစစ်နကိုင်အစုအဖွဲ့တွေစုဖွဲ့ခဲ့တဲ့တပ်မခုံကမန်နေဘလော့ဌာနချုပ်ဟောင်းကိုဒီ2024ခုနှစ်ဒီဇင်ဘာ16ရက်နေ့မှာ KNU ကတင်းပိုက်လိုက်ပြီးတော့မှဒီစစ်ရေးခြေလှမ်းကိုစခဲ့တယ်လို့ပြောရမှာပါ တကယ်တော့ကင်ယူဒီတက်မာခွန်ကအိုက်ပွဲတွေမရှိတဲ့နေရာတခုပါဒါအရင်တုန်းကပေါ့ဒီဆီယနာတင်ပြီး3နှစ်လောက်ထိကိုတိုက်ပွဲမရှိဘူးလို့တောင် ပြောလို့ရပါတယ်ဒါပေမဲ့ဘာကြောင့်ကင်ယူကမှနေဘလော့ကိုတင်လိုက်တာလဲဆိုတာကအကြောင်းတစ်ခုတော့ရှိပါတယ်အဲ့ဒါကကင်ယူကမှနေဘလော့ကိုမတင်ခင်စစ်ကောင်စီတက်ကဒီ2024ခုနှစ်အောက်တိုဘာ22ရက်နေ့မှာကင်ယူရဲ့တက်မာခွန်မှရှိတဲ့ဌာနချုပ်ကိုအသေးခံ drone ပုံးတွေနဲ့တက်ခတ်ခဲ့ပါတယ်နောက်ထပ်တစ်ခုရှိတာက ခင်ညီမတမဆူစုပေါင်းခုနှစ်ခုရှိပါတယ်တမအတိတိကလည်းလွတ်လပ်စွာလှောက်ရှားပိုင်ခွင့်နဲ့ဒီဂျေတန်ဒရာလှောက်ပိုင်ခွင့်နဲ့ရှိတယ်လို့သိရပါတယ်ဒါကြောင့်ဆရာနာတင်ပြီးနောက်ပိုင်းမှာလည်းတမတခုချင်းစီကမတူညီတဲ့စစ်ရေလှောက်ရှားတာလို့ရှိတယ်လို့ဒီစစ်ကောင်စီနဲ့လည်းသဘောတူညီချက်တွေရှိပါတယ်စစ်ကောင်စီနဲ့သဘောတူညီချက်ထင်မှာဒီ KNU ရဲ့တမခွန်လဲပါပါတယ်ဒါကြောင့် KNU တမခွန်ကဒီအစိုးပိုင်းကြီးမှာတိုက်ခွင့်မရှိခဲ့တာပါ ီမန်နံပလုံးကို KNU ကပြန်သိမ်းလိုက်တဲ့နောက်မှာလဲစစ်ကောင်စီဘက်က KNU ဌာနချုပ်ကို drone နဲ့ထပ်ပြီးတိုက်ခိုက်တာတွေရှိခဲ့ပါတယ်2020နဲ့5ခုနှစ်ဇန်နဝါရီလ31ရက်နေ့ကရင်တော်လှန်ရေးနေ့မှာပဲ KNU ဌာနချုပ်ကိုစစ်ကောင်စီကထပ်ပြီး drone နဲ့တိုက်ခိုက်ခဲ့ပါတယ် KNU ဘက်ကလည်းတပ်မခွန်ဌာနချုပ်အနီးမှာရှိရတဲ့စစ်ကောင်စီတပ်စခန်းတွေကိုမလာကနေဒီမေလာအထိကိုဆက်တိုက်စုလို့တက်ခိုက်တင်းယူခဲ့ပါတယ်ဒီကြားတဲ့မက်လာ၁၈ရက်နေ့မှာကင်ယူလောက်ခန်ကင်နယ်လေးစီဥစီချောအင်ကိုလေဒရုန်းနဲ့ တက်ခတ်ခဲ့ပါသေးတယ်။ဒါစစ်ကောင်စီဘက်ကလည်း drone နဲ့တက်ခတ်ခဲ့တာပေါ့။ဒီ KNU ဘက်ကလည်းတမခွန်ဒီ Peran KI တခုလို့ကိုတိမ့်ဖို့ရည်ရထားတယ်ဆိုရင်တော့ပန်ကိုတော့တိမ့်ရမှာပေါ့လေ။ဒါပေမဲ့ KNU ရဲ့ accused the body ကဖန်ဆင့်ကိုတော့လောလောဆယ်မမြင်ရသေးပါဘူး။လက်ရှိတိုက်ပွဲတွေပြင်းထန်နေစေဖြစ်တဲ့ဒီ KNU တက်မှာ6 duplet ရခံနေမျိုးဖြစ်တဲ့ဒီထိုင်းမြန်မာနေဆက်မြောက်ဒီမျိုးတောင်ဘက်ကစစ်ကောင်စီ test scan တွေကို KNU ကပူပေါင်းတက်တွေနဲ့ဆက်ပြီးတော့မှတက်ခတ်နေပါတယ် ကော့ကရိတ်ဂျုံတို့ပတ်တယ်မှာလဲစစ်ကောင်စီရဲ့အော်စီယာစစ်ကြောင်းနဲ့ဒီ KNU PDF ပူးပေါင်းတက်တဲ့ကြားမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။မြောက်ဒီမြို့ကိုရောက်ဖို့ကြိုးစားနေတဲ့စစ်ကောင်စီရဲ့နိုင်ငံတော်အစီရင်အော်စီယာစစ်ကြောင်းရဲ့အင်အားထုံကနေဟာအခုဆိုရင်ရာကနေလောက်တာကျန်မာတော့တယ်။အဲ့ဒီအတွက်လည်းအရှိတောင်တိုင်းစစ်ထဏာကျုပ်တမနှစ်နှစ်ကနေစစ်ကူတောက်လျှောက်ဆူသလိုပို့နေပါတယ်။လက်ရှိဖြစ်နေတဲ့ဂျုံလိုတိုက်ပွဲနဲ့ကော့ကရိတ်တိုက်ပွဲမှာဒီတချို့ပြင်လာတဲ့စစ်ပွဲလို့ပြောရမှာကော။ ဒီတပ်ဘွဲမှာစစ်ကောင်စီတပ်ဘက်ကဂျုံတို့အခြေဆိုင်ခတ်မရသည့်905နဲ့906အပဝင်ကော့ကရိတ်အခြေဆိုင်ဒီစက်ခကဆက်နေတပ်တွေနဲ့ကန်ယူဘက်ကဒီဘူကျော်တဲ့စစ်ကြောင်းနဲ့ဒီဘူ SOR ဒီစစ်ကြောင်းတို့ကနေပြီးတော့ဒီ PDF ပူပေါင်းတပ်တွေကိုဥဆောင်ပြီးအဓိကတိုက်ခတ်နေတာပေါ့မြောက်ဒီကိုစစ်ကြောင်းထိုးတက်ဖို့ကြိုးစားနေတဲ့စစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းကဒီအာရှလန်တေတောနော်ရီတခဏမှာရှေ့မတူတော့မဆော့ဖြစ်နေပြီးတော့မှဘူဒါဘောကလည်းတစင်တာကိုဥဆောင်ပြီးတော့မှဟန်တားနေရတယ်ရှိပါတယ် နထောင်းနဆင်းနဲ့လေးခုနဲ့ဒီမတ်လကနေအပီလာအတွင်းတင်ငယ်ညီနောင်အခြေဆိုင်ဒီခမရ395တရာကျူယောင်းလာမှာရှိတဲ့ခမရ396ဝှစ်ရှင်ရောအဝင်ဝါကခမရ39ခုနဲ့တင်ငယ်ညီနောင်အခြေချစစ်ပြူဟာနဲ့မြောက်ဒီမျိုးစောက်တဲ့ခလရ295ကိုခင်ယူပါကတင်ပတ်နိုင်ခဲ့ပေမဲ့မြောက်ဒီမျိုးကိုတော့ထိန်းချုပ်နိုင်ခဲ့ပါဘူးကော်ပိုရိတ်ဘက်ကိုကြည့်မယ်ဆိုရင်လည်းအောင်စရာစစ်ကြောင်းကိုမြောက်ဒီမရောက်အောင်ဟန့်တားနိုင်ပေမဲ့ကော်ပိုရိတ်ဘက်ကိုလည်းခင်ယူဘက်ကပထမတစ်ချိန်ဆုတ်ပေးခဲ့ရတာရှိပါတယ် အခုဒုတိယကြိမ်ထက်လာတဲ့အချိန်မှာတော့ KN U စစ်ကြောင်းက concrete ကိုတိုက်ရိုက်မဝင်ပဲကျုံလို့ဘက်ကနေပတ်ဝင်လာတာကိုတွေ့ရပါတယ်။လက်ရှိမှာ စစ်ကောင်စီဘက်ကနေဘိုချစ်သူဦးဆောင်တဲ့နေကြဆောင်တဲ့ BTN နဲ့ DGB ခွတ်ထက်ဒီဘိုဘီအဖွဲ့တော်ကနေကူညီနေတာလည်းလည်းရှိပါတယ်။ဒီနှစ်ဖွဲ့ကို KN U နေနဲ့တတိထားပြီးကင်တွေရမှာဖြစ်ပါတယ်။ဆရာနာတမီနောက်ပိုင်းနေဦးတော်လည်းရဲ့အတွက် PDF တွေပေါ်ထွက်လာဖို့စစ်တင်တဲ့တွေလက်နက်တွေရိတ်ခါတွေစုစည်းတိစောက်ပေးခဲ့တဲ့ ခင်ယူတက်မဟာအတီးဒီရဲ့ထောက်ပံ့မှုတွေကတကယ်အလုပ်ဖြစ်ခဲ့ပါတယ်။ PDF တွေရဲ့လက်တွေ့အတွေ့အခေါ်နဲ့စီရင်ဒီကိုပေါင်းစပ်နိုင်ဖို့မြေပြင်အတွေ့အကြုံတွေကို KNU နေပြည်တော်စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ခဲ့တာနဲ့အစပြုတ်ခဲ့ပါတယ်။ KNU ဟာတကယ်တော့စစ်ကောင်စီနဲ့အပြည့်ရဲ့စီရင်သဘောတူစာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။စစ်ကောင်စီကဆက်ရနာသိမ်းပြီးအစပိုင်းမှာ KNU ကို PDF တွေလက်မခံဖို့စစ်တင်နေမပေးဖို့ရတ်တော်အမတ်တွေကိုလက်မခံဖို့ပြောခဲ့တာလည်းရှိပါတယ်။ ဒါကြောင့်လည်းခင်ယူတက်မှ6 liquid ကောမှာစပြီးလူဖမ်းပွေးတဲ့နဲ့အတူတက်ပွေတွေကပြင်းထန်လာခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော်လင်းလှုပ်ရှားမှုတွေအကြောင်းပြောဆိုတဲ့အခါမှာခင်ယူဆိုတဲ့နာမည်ကမပေါင်းမဖြစ်ပါပဲ။1948ခုနှစ်ကနေတန်တင်ငယ်တဲ့ခင်ယူရတက်ပွေမှုဟာမြန်မာတမိုင်းမှာအခြေစုံလက်နက်ကင်တော်လည်းတစ်ခုဖြစ်မှတ်တမ်းတင်ခဲ့ရပါတယ်။ဒါပေမဲ့ခင်ယူရစစ်ရင်နီးပြောက်ကိုကြည့်မယ်ဆိုရင်သူတို့ဟာမြို့ကြီးတွေကိုတင်ပတ်ထားတဲ့သူတို့ရဲ့ထိန်းချုပ်နေမိတွေမှာစစ်ကောင်စီတပ်တွေကိုကင်းစင်ဖို့အရေးကိုဦးစားပေးလုပ်နေရတာကိုတွေ့ရပါတယ်။ တာဟိုကင်ညူဘက်ကတော့ trisis ဆိုပြီးတော့မှပြောပါတယ်ကျွန်တော်တို့မြေတွေ့ခဲ့ရတဲ့တင်းနယ်လေးကိုစစ်စင်ရဲ့လိုမျိုးရခိုင်ကမြို့တင်တက်ပွေလိုမျိုး KIA ရဲ့ဒီပင်မအမိဖြစ်စစ်စင်ရဲ့လိုမျိုး KIA ကစစ်စင်ရဲ့မလုပ်ပါဘူးဒါပေမဲ့စစ်ကောင်စီရဲ့တက်စကန်တွေကိုအရင်ဆုံးပြောင်းတော့သူလုံနေပါလားခင်ရဲ့ trisis ဘော်တရားကအင်အားကိုအလုံးရင်နဲ့ထုတ်မသုံးပဲရခိုင်ရှိနေတဲ့အတိုင်းပဲစစ်တပ်ရင်နဲ့ပုတ်ချိုရစနစ်ကိုပါသူ့လူနဲ့သူလက်ပတ်အောင်လှုပ်ထားပါတယ် လက်ရှိမှာ KNU ကသူတို့ထိန်းချုပ်ထားတဲ့နေမြေတွေမှာသူ့ဆန်တဲ့သူ့ဟိုနဲ့တက်အောင်တော့အဆင်ပြေအောင်လှုပ်ထားတဲ့သဘောဖြစ်ပါတယ်။တကယ်လို့များမျိုးတွေကိုတပြိုင်နက်တည်းသိမ့်မယ်ဆိုရင်လူရင်အားအရင်မြစ်တွေလိုလာမယ်ဆိုတာသူကကောက်ကောက်ကြီးကိုသိထားပါတယ်။ဒါကြောင့် KNU ကဖြစ်ဖြစ်နဲ့မှန်မှန်လုပ်နေတာလို့ပြောရမှာပါ။နောက်ပြီးတော့စစ်ပုံကျင်နေတဲ့ချိန်မှာမြန်မာနိုင်ငံအနှံ့ဆင့်အားတွေကိုစစ်ကောင်စီကဖျက်ချန်ထားရတဲ့အတွက်ခြေလက်ဒေသတောင်တန်းတွေကိုဆင့်အားဖြစ်နေကောအတော်ခက်ခဲပါတယ်။ ဥပမာ KNU ထင်းကျောက်လီမေတွေကဒီစစ်ကောင်စီတက်စကန်တွေဆိုရင်သူတို့အနေနဲ့ပြင်းပြတော်တဲ့အနေအထားမှာဖြစ်တော့ပါပဲအရင်တော့ကိုလန်းကျောင်းကနေစစ်ကူမဖြစ်တင်နိုင်တဲ့တို့လီကျောင်းကနေလည်းစစ်ကူမပို့နိုင်တော့ပါဘူးလီကျောင်းပြစ်ကူကလွင်ပေါ့လေထိုင်းမြန်မာနေဆက်လူမျိုးစုရင်တော့ထိုင်းဘက်ကကိုထွက်ပြေးလို့ရနိုင်တာပေါ့ဒီလိုစစ်ကောင်စီအတွက်အားနည်းလာတဲ့တည်ယူပို့ဆောင်ရေးတွေစစ်ကူတွေမရောက်လာနိုင်တာပေါ့ကောင်းကောင်းကြီး ဤတဲ့အတွက် KNU ကဒီအခွင့်ကောင်းယူပြီးစကန်တစ်ခုပြီးတစ်ခုကိုတိုက်နေတာဖြစ်ပါတယ်။တကယ်တော့ခြွေစစ်သဘောတရားဆိုတာရန်သူကိုတဖြည်းဖြည်းအားနေတော့အောင်လုပ်တဲ့နည်းပြဟာဖြစ်ပါတယ်။တကယ်တမ်း KNU ရဲ့တမခွန်ကုစလုံးရဲ့တမချက်နေမတွေကတော်လေးကိုကြည့်ပြတ်ပါတယ်။ဒီပကိုးတိုင်းတောင်ဝန်ခရိုင်နဲ့ဒီဘက်တနင်္သာရီတိုင်းထိပတ်ပါတယ်။မိတ်တော်ရယ်ဆိုလို့ရှိရင်လည်း KNU ရဲ့တမလေးတမချက်နေမထင်းမှာရှိပါတယ်။ဒီတော့လေရော့မလွယ်ကူပါဘူး။နောက်ပြီးတော့ဒီလိုမျိုးတိုင်တိုက်ပွဲဆင်နေမှာဆိုရင်နောက်ထပ် KNU အခက်အခဲတခုရှိပါတယ်။ ဲ့ဒါကတော့ကင်းရဲ့ချင်းချင်းတက်ရမှာပါကင်းပြီမှာကင်းတဖွဲ့တွေရှိတာတော့မဟုတ်ပါဘူးသူတပင်းတတိထားရမယ့်အဖွဲ့တွေကတော့နေကြဆောင်တက် BGN နဲ့ဘဝီဥဆောင်နဲ့ခွဲ့တဲ့ DGB အဖွဲ့တွေဖြစ်ပါတယ်ခင်ယူကတင်းတာရီတို့ဘကူတိုင်းလူကိုအရင်ဆုံးမတိုက်ခင်ပေါ့ဒီစီရေးစီမံချက်အရာပြောရမယ်ဆိုရင်ကင်းပြီကိုအရင်ဆုံးတက်ရမှာပါကင်ပြည်တပြည်လုံးကိုတင်ဖို့ကြိုးစားရင်တော့အရင်ဆုံးကင်ယူကတခြားပြည်ရင်လက်နက်ကင်အဖွဲ့စည်းကိုစီုံရပါမယ် ဒီလိုမှမဟုတ်ရင်တော့ KNU အတွက်ပြဿနာအကြီးကြီးဖြစ်လာနိုင်ပါတယ်။ဒါကြောင့် KNU ပြောတဲ့ချွတ်စစ်ဆိုတာကာလရှိကြမဲ့စစ်တဘောတရားဖြစ်ပြီးမြို့သိမ်းတပ်ပွဲလိုမျိုးအောင်ပွဲကအချိန်တိုက်တာတစ်ခုတစ်ခုဆောက်ရအောင်ပါပါ။အဓိကအကြဆုံးကတော့ပြည်သူလူထုထိခိုက်မှုအနေဆုံးဖြစ်အောင် KNU ကရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ဒီချွတ်စစ်တဘောတရားအရာဒီထပ်ပြီးတော့မှဆန်းစစ်ကြည့်မယ်ဆိုရင်ဒီချွတ်စစ်တဘောတရားကိုကမ္ဘာတည်ရင်တမိုင်းပြဟာတွေမှာလည်းဒီတဘောတရားတွေကိုအသုံးပြုခဲ့တာတည်းရှိပါတယ်။ ချူစစ်ဆိုတာတမီးအဖေပျောက်ကြားတိုက်ခိုက်နေတမျိုးလည်းဖြစ်ပါတယ်လက်အမီတော်တော်မော်စီဒုံရဲ့အဆိုအရပြည်သူလူထုဟာချူစစ်တမားတွေအတွက်ရေကန်ပစ်ပြီးတော့မှချူစစ်တမားဟာငားဖြစ်တယ်လို့သူကတိုးခဲ့တာလည်းရှိပါတယ်ပြောချင်တာကတော့ချီဒီချူစစ်သဘောတရားမှာပြည်သူလူထုရဲ့ထောက်ပံ့မှုတသားတည်းပြည်တည်မှုတွေလည်းလိုအပ်တယ်ဆိုတာကိုဖော်ညွှန်းတာပါဒီချူစစ်နီးပြဟာကို BNN စစ်ပွဲမှာလည်းအသုံးပြုခဲ့ပါတယ်အားကြီးတဲ့အမေရိကန်တပ်ကို BNN တွေကပြည်သူလူထုထောက်ခံမှုနဲ့တူအမေရိကန်တပ်တွေမထင်မှတ်ထားတဲ့နေရာတွေကနေအလစ် ဝင်တိုက်ခိုက်ခဲ့တာလည်းရှိပါတယ်။နီးပြော်ကိုအကွက်ကြကြဆွဲပြီးအင်အားအနည်းနဲ့အင်အားအများကိုတိုက်ခိုက်တာတွေကရှေ့တွေ့ပြောရတယ်ဖြစ်ပါတယ်။နောက်ပြီးအာဖဂန်နစ္စတန်မှာတာလီဘန်တွေကအမေရိကန်လက်ထက်ကိုခြေစစ်ပြူဟာနဲ့တိုက်ခိုက်ခဲ့တာရှိပါတယ်။ကျူဘာတော်လင်းမှာလည်းချီကူဘာရာကဒီခြေစစ်နီးပြူဟာကိုအုံပြုခဲ့တယ်ဆိုတာစစ်ရေးသဘောကိုမြင်နိုင်တဲ့သူတွေကသတိထားကြမှာဖြစ်ပါတယ်။ဒါကြောင့်ပြောချင်တာကအင်အားကြီးတဲ့သူတို့ကိုအင်အားအနည်းနဲ့တိုက်နိုင်ဖို့အတွက် ခင်ယူကဒီခြေစစ်ကိုရွေးချယ်လိုက်တာဖြစ်နိုင်ပါတယ်ပြောရရင်တော့ခင်ယူရဲ့ခြေစစ်သဘောတရားကိုဒီရှိရိုးစစ်နေပြွာနေနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်တူညီမှုတွေရှိပါတယ်ပထမတစ်ခုကရတူတက်အင်အားနဲ့အောင်တဖြည်းဖြည်းတိုက်ခိုက်တရင်ကနောက်ပြီးတော့ဒီဒုတိယတစ်ခုကတော့ဒီတောင်တန်းဒေတာမှာပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အတူနေမြေကျွမ်းကျင်မှုဆိုင်ရာတွေလည်းဒီအချက်တွေကိုထက်သွင်းစဉ်းစားရမှာဖြစ်ပါတယ်အဲဒါတွေကတူနေတယ်လို့ပြောရမှာပါလေ စစ်တမိုင်းမှာအင်အားနဲ့တပ်ဖွဲ့တစ်ခုကအင်အားကြီးတဲ့ရန်သူကိုခုခံတိုက်ခိုက်တဲ့အခါတုံးရတဲ့နင်းပြွာမျိုးတွေကမျိုးမျိုးရှိရပါတယ်။ရေဘူးရအဖြစ်တော့ဒီလိုချင်းနေမျိုးမှာအင်အားနဲ့တဲ့ဘက်ကရန်သူရဲ့အာသာချက်ကိုရှောင်ပြီးတော့မှကိုယ့်ရဲ့အာသာချက်တွေကိုအမြင့်ဆုံးအသုံးချလိုက်တဲ့နည်းလမ်းတွေကိုရစ်ချစ်ကြပါတယ်။လက်ရှိမြန်မာနိုင်ငံမှာခရင်မျိုးသားစီယုံ KNU ကစစ်ကောင်စီတပ်ကိုတိုက်ခိုက်ရမှာတုံးနေတဲ့ဒီနင်းပြွာကလည်းဒီလိုစစ်ဘော်ဒီယာရဲ့အစစ်ပိုင်းတစ်ခုပါ။ ခင်ညူကမြို့ကြီးတွေကိုတက်ခတ်သိမ့်ပိုက်တာတဲ့ဆိုင်ရင်သစ်ကန်တွေကိုဥတည်သိမ့်ပိုက်တဲ့နီးပြော်ကိုအတိကအားထုတ်နေတာကိုတွေ့ရပါတယ်။ဒါကမြန်မာပြည်မှာတခြားတော်လဲတပ်ဖွဲ့တွေနဲ့မတူညီတဲ့ခင်ညူရဲ့တက်ခတ်ရေးပြော်တစ်ခုလည်းဖြစ်ပါတယ်။ခင်ညူနစ်ပုံများဆိုချစ်ကွန်စီတန်နဲ့တက်ခတ်လုံးပန်းခဲ့ပါတယ်။ချစ်ကွန်စီကိုတက်ခတ်တဲ့အခါမှာပြည်သူလူထုနဲ့အဲအကိုထိခိုက်မှုအနေဆုံးဖြစ်အောင်ဒီချစ်စစ်ကိုရွှေ့ချလိုက်တာဖြစ်ပါတယ်။လက်ရှိကရင်မြို့သားစီယုံဒီ KNU က ဒီကိစ္စမြန်မာမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ဒီ PDF အဖွဲ့တွေနဲ့ပူးပေါင်းတိုက်ခိုက်နေခြင်းအတွင်းမှာပဲခင်ရမျိုးသားကာကွယ်ရေးတပ် KNDO ရဲ့စစ်ဦးစီးချုပ်ဒီဘူချုစောရှိလေးကဒီ2020ခုနှစ်မှာ KNDO ဌာနချုပ်ကိုအင်းစင်မှာပြန်တိဆောက်မယ်လို့ထုတ်ပြောလာတာကိုတွေ့ရပါတယ်။ KNDO ရဲ့သူစစ်ကတကယ်ပဲကရင်စစ်မျက်နှာကနေရန်ကုန်စစ်မျက်နှာတီကိုထုတ်ဖောက်ပြီးဌာနချုပ်တည်နိုင်မလားဆိုတာကတော့ဝေယံကြီးပေါ့လေ။ KNDO ကစစ်ရေကိုအလုံးအရင်နဲ့ မတိုက်ပေမဲ့စစ်ရေးဗျူဟာကိုတော့အကွက်ကြကြစီစဉ်ထားပါတယ်။တက်မာခုံကစစ်ကောင်စီတက်စကန်တွေကိုလည်းတစ်ခုပြီးတစ်ခုသိမ်းနေတယ်။တက်မာချောင်းမှာလည်းစကန်တွေကိုတစ်ခုပြီးတစ်ခုသိမ်းနေတယ်။ဆိုတော့ဒီအဲ့ဒီအထဲကမှဒီကော့ခရိတ်နဲ့ဂျုံတိုးပတ်မှာလည်းဒီ KNU ကဒီ PDF တွေနဲ့ထိုးဖောက်နေတယ်ဆိုတော့တက်မာနေနေရှိတဲ့ဖက်အင်ကိုစစ်ရေးအရာချင်းချောင်းနိုင်တယ်လို့ပြောရမှာပါ။ make the way ကန်ဟဲဒီတနင်္သာရီကဲရွတဲ့တချော့အပါဝင်စစ်တောင်းမြင်းဝမ်းကိုလည်းဒါတည်ရှင်းချောက်မှုတွေလုံနေတဲ့အတွက် စစ်ကွန်စီတွက် net view ဆိုင်နေရတဲ့အခြေအနေဖြစ်ပါတယ်အကျော့ပြလာတဲ့ KNU ရဲ့စစ်ရေးအခြေအနေမှာ2025တနှစ်အတွင်းတက်မဟာအသီးသီးမှာစစ်ကွန်စီတက်တဲ့ဂင်းစင်တောင်းမယ်ဆိုရင်ပြည်လူထုတက်ပေါ်တဲ့ပြည်သူလူထုရဲ့ထောက်ခံမှုတွေကအတိုင်းမတိသူတို့ရသွားမှာဖြစ်ပါတယ်ဒါမဲ့2026မှာ KNU ရဲ့ခြေစစ်မဟာဗျူဟာက ီကင်းရဲ့တပီလုံးကိုလွှမ်းနိုင်တဲ့စီရေခင်းတဲ့ပြလာနိုင်မလားဆိုတာပြည်သူလူထုတည့်ရုံကစောင့်မျှော်နေကြရအောင်ဖြစ်ပါတယ်